မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနည်းနဲ့စစ်ကောင်စီကပြစ်ခတ်ခဲ့တဲ့ဝင်းနေမိတာရုံဆရာတော်ပြန်လည်တော်မူလာတနည်းပြပြီးဖြစ်တော့လဲဖော်ထုတ်မှုမရှိလို့လုံခြံခြင်းဖြစ်တယ်လို့တပည့်ဆရာတော်များမိန့်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းဝင်းနေမိတာရုံဆရာတော်ပြစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီကဝန်ခံကအပြစ်မဲ့စုံစမ်းဖော်ထုတ်သွားမယ်လို့ဆိုထားတော့လဲဇွန်လ19ရက်တနည်းပြတဲ့ဒီတိုင်းနောက်ဆက်တွဲအပြစ်ထွက်လာခြင်းမရှိကြောင်းသိရပါတော့တယ်ဆရာတော်ကရွှေချင်းကရဲ့ ်ဖို့လုံမှုဆောင်နိုင်ငံတော်တန်ခါမဟာနာယကဖွဲ့မဟာနာအငိမ့်စားဖြစ်ပြီးမန္တလေးမှာကျင်းပတဲ့ရွှေချင်းတန်ခါအစည်းအဝေးကိုတက်ရောက်ခွင့်သွားစဉ်စစ်ကောင်စီတပ်ကတနက်နေ့ပြစ်ခတ်လို့ပြန်လည်တော်မူခဲ့ခြင်းဖြစ်ပါတယ်စစ်ကောင်စီကအစပိုင်းမှာ PDF တွေကိုပြစ်ခတ်ခြင်းဖြစ်တယ်လို့ဆွဆွဲခဲ့တော်လဲ ဆရာတော်နဲ့အတူလိုက်ပါစီနင်းလာတဲ့ကံတုံးစင်ဆရာတော်ကထုတ်ပေါ်မိန်ကြားတဲ့အတွက်ဝန်ခံလာရပြီးရှင်းအောင်မညီညာတဲ့စကားလုံးနေနဲ့လိန်ညာလှည့်ဖြားခဲ့ကြောင်းတပည့်ဆရာတော်များမိန်ကြားပါရယ်အဲ့ဒီကလေးကအဖြစ်မှန်ကိုဖော်ထုတ်မှာမဟုတ်ဘူးဆိုတာသိပြီးသားပါအခုထိလည်းဘာမှမကြားရဘူးလေလို့ဝင်းနေမိတာယုံဆရာတော်ရဲ့တပည့်တန်ခါဖြစ်သူຫນွေဦးတော်လန်ဤတန်ခါကွန်ရက်မှာအထွေထွေအတွင်ရင်မှုဆရာတော်ဦးအပ်ကကသတင်းဌာနကိုပြောပါရယ်စစ်ကောင်စီကဆရာတော်လိုက်ပါလာတဲ့ဆာဖ်ကားကိုလုံခြုံရေးရပစ်ခတ်ခဲ့ပြီး၎င်းတို့ရဲ့အစ်မြင့်ရရှိများပါဝင်တဲ့အဖြစ်မှန် စုံစမ်းဖော်ထုတ်ရေးဖွဲ့ကိုဖွဲ့စည်းပြီးစုံစမ်းဖော်ထုတ်သွားမယ်လို့မနစ်က2024ဇွန်လ21ရက်ကထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကလည်းရင်ကိုရက်ဖို့အော်ဟင်လက်ပြတားဆီးခဲ့ခြင်းနဲ့တနက်ကိုမိုးပေါ်ထောင်ပြီးပြစ်ခတ်တားဆီးခြင်းများပြုလုပ်ခဲ့တော်လဲရင်မရက်တဲ့နဲ့အတွက်နောက်မှလိုက်ပြီးပြစ်ခတ်ခြင်းလို့ဆိုထားပါတယ်။အာနာလူရာကိုလက်မခံတဲ့အကြောင်းဆရာတော်ကစာထုတ်ပြီးတော့ပြောဆိုခဲ့တဲ့ဒါကြောင့်မလို့ဒီလိုဆရာတော်တွေကိုစနစ်တကျလှုပ်ကြံလိုက်တာလို့ຫນွေဦးတော်လိုင်းရေးတန်ခကွင်ရဲ့ဆရာတော်ဦးဝါရမကသတင်းဌာနကိုမိန့်ကြား estaba ahí က်ကောင်စီရဲ့အဆိုပါလုံရက်ကယဟန်တန်ဃာထုကိုကြောက်လန့်အောင်ပြည်သူလူထုဘက်ကမရက်တည်ရဲအောင်လှုံ့ဆော်ချက်ဖြစ်ပြီး၎င်းတို့ရဲ့ပြောစကားတွေကလည်းရှေ့နောက်ညှို့မှုမရှိကြောင်းဆရာတော်ဦးဝါရမကဆက်လက်မိန့်ပါတယ်။ဝင်းနေမိတယုံဆရာတော်ပြစ်ခတ်ခံရမှုကိုအဖြစ်မှန်သိရှိအောင်ဖွင့်ဟမိန့်ကြားခဲ့ကတ်သုံးစင်ဆရာတော်ကိုလည်းနန်းတွင်းစစ်ကြော်ရေးမှနိုင်နေချီအောင်စက်ကောင်စီကစစ်စီမင်းမြတ်မှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။စက်ကောင်စီကရှိရွက်ချက်ရှိရှိနဲ့ဝင်းနေမိတယုံဆရာတော်ကိုလှုပ်ချန်တက်ဖြတ်ခြင်းဖြစ်တယ်လို့ဆိုနိုင်တော်လဲအာနာသိမ့်မှုကိုမထောက်ခံလို့ဖြစ်နိုင်ခြေရှိသလိုအခြားအကြောင်း င်းရာတွေကြောင့်လည်းဖြစ်နိုင်ကြောင်းဇေယျတော်ဦးအက်ကတရင်ဌာနကိုမိန့်ကြားပါတယ်အဆိုပါအခင်းဖြစ်ပေါ်တဲ့နေ့ကဆရာတော်လိုက်ပါစင်းင်းတဲ့ကောင်မောင်းနေခဲ့သူရှင်မောင်းကိုမန္တလေးနန်းတွင်စစ်ကြောရေးတွင်ကိုခေါ်ဆောင်ပြီး PDF များပြတ်ခတ်ခြင်းလို့လိမ့်နေထွက်ဆိုခိုင်းပြီးနောက်ပိုင်းပြန်လွတ်ပေးခဲ့ကြောင်းသိရပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့တောင်အောင်ဆန်းစုကြည်မလွတ်မြောက်နိုင်သေးချိန်မှာလည်းအကြောက်တရားကလွတ်မြောက်ရေးစူးစမ်းနေမယ်လို့ NUG ရဲ့တမရပြောတဲ့အကြောင်းတက်ဆက်ပေးပါမယ်။တောင်အောင်ဆန်းစုကြည်ရဲ့အသက်80အရွယ်ရောက်လာတော့နောက်မျိုးဆက်ခေါင်းဆောင်တွေကတိုင်းပြည်နယ်လူထုတာဝန်တွေကိုပခုံးပြောင်းထမ်းဆောင်ဖို့ကိုစွမ်းကိုစာ ချိနဲ့နေတာမျိုးဖြစ်လို့မရဘူးလို့ပြောကြမှာတယ်အဲ့လိုဖြစ်နေရင်လည်းမွေးနေ့ရှင်တောင်ဆန်းစုကြည်ကိုတိုင်ကြားနေရရင်စိတ်မကောင်းဖြစ်နေလိမ့်မယ်ထင်ပါတယ်လို့ဒူဝါလက်ရှိလာကဆိုပါတယ်တောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတဒူဝါလက်ရှိလာကမွေးနေ့ဆုမွန်စကားပြောကြားခဲ့ရာတောင်ဆန်းစုကြည်မလွတ်မြောက်နေသေးခင်အချိန်မှာလည်းတိုင်းပြည်နဲ့လူထုငြိမ်းချမ်းရေးအကြောက်တရားကလွတ်မြောက်ရေးစူးစမ်းနေရမှာဖြစ်ကြောင်းတိုက်တွန်းပြောကြားခဲ့ပါတယ် တဝါဆန်းစုကြည်ကလူလူသဘောထားနဲ့တွေ့ဖီးရဲ့လုံရက်တွေမလုပ်သလိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လူလူသဘောထားနဲ့တွေ့ဖီးရဲ့မြည်သည့်လုံရက်မျိုးကိုမှလှုပ်ဆောင်မှာမဟုတ်လို့ယာယီသမရကခတိပြုပါရယ်စစ်အာဏာရှင်စနစ်အမြင့်ပြတ်ဖြတ်သိမ်းဟာတွင်ဦးတော်လိုင်းရမူလာလုပ်ငန်းအစဉ်ဖြစ်တဲ့ဒါပြင်ဖတ်တော်ဒီမိုကရေစီနိုင်ငံတော်တည်ထူထောင်ရေးဟာတွင်ဦးတော်လိုင်းရဲ့အန်တီမပန်းတိုင်ဖြစ်ပါရယ်စစ်အာဏာရှင်စနစ်ပြတ်သောရင်အတွက်လူလူတော်လိုင်းညီနဲ့လူလူနိုင်ငံရေးပေါင်းဆက်ပြီးတော့တွန်းလှန်တိုက်ပွဲဝင်နေကြဖို့ဟာတွင်ဦးတော်လိုင်းရဲ့အခြေခံလမ်းစဉ်ဖြစ်တယ်လို့ယာယီသမရကပြောပါရယ်ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးဆိုတာတွေကိုဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာမှလုပ်မယ်လို့သဘောထားများနေကြတယ်လို့လည်းဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်မလွတ်မြောက်နိုင်သေးခင်အချိန်မှာလည်းတိုင်းပြည်ပြည်သူလူထုငြိမ်းချမ်းဖို့အကြောက်တရားကလွတ်မြောက်ဖို့ကြိုးစားနေရမှာဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80အရွယ်ရောက်လာတာတော့နောက်မျိုးဆက်ခေါင်းဆောင်တွေကတိုင်းပြည်နယ်လူထုတာဝန်တွေကိုပခုံးပြောင်းထမ်းဆောင်ဖို့ကိုစွမ်းကိုစားချိနေနေတာမျိုးဖြစ်လို့မရဘူးလို့ပြောကြမှာတယ်။ဒီလိုဖြစ်နေရင်လည်းဝင်းနေရှင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကြားရရင်စိတ်မကောင်းဖြစ်နေလိမ့်မယ်ထင်တယ်လို့ယာယီသမရကပြောပါတယ်။ရှေ့မျိုးဆက်ခေါင်းဆောင်တွေထံတိုင်း ုင်းပြည်နယ်လူတို့ကအားကိုးထိုက်တဲ့မျိုးဆက်ကောင်းဆောင်တွေကိုပြည်သူကအလိုရှိနေရလို့လဲရှာဤသမရကပြောပါရယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လဲလူဖွဲ့စည်းကိုရေကန်မြေကန်ကောင်းဖန်တီးပေးဖို့အမြဲစူးစမ်းနေရလို့ရှာဤသမရကပြောကြားပါရယ် ဇွန်လ19ရက်နေ့မှာကြာရောက်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုမွေးနေ့ရှင်မပါဘဲကျင်းပတာ၄နှစ်ရှိပြီဖြစ်တာကိုအမှန်ရစေလို့ကြောင်းရှာရေးသမရကပြောပါရယ်၄နှစ်တာကာလကအကျဉ်းချခံနေရတဲ့ဒေါအောင်ဆန်းစုကြည်အတွက် ခက်ခဲနေတဲ့နှစ်ဖြစ်တယ်လို့တိုင်းနယ်ပြည်သူလူထုအတွက်လည်းအခက်အခဲဆုံးအကြမ်းတမ်းဆုံးသောနှစ်ကာလတွေဖြစ်ခဲ့ပါရယ်အခုချိန်ဒီဒေါအောင်ဆန်းစုကြည်အပါအဝင်တိုင်းပြည်နယ်လူထုတရက်လုံးကဒီလိုခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကိုဖြတ်တန်းနေကြဆဲဆိုတာကျွန်တော်တို့အားလုံးအထူးမှတ်ရနေမှုလို့ပါရယ်ကျွန်တော်အနေနဲ့ဒီနေ့ကြာရောက်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်၈၀ ့ပြည်မွေးနေ့မှာမွေးနေ့ရှင်အတွက်မွေးနေ့ဆုမွန်စကားတစ်ခုပြောချင်ပါတယ်။ဒေါအောင်ဆန်းစုကြည်နေတဲ့ကြမ်းကြမ်းမာမာဖြစ်ဖို့ကိုယ်စိတ်နှလုံးငြိမ်သက်ခြင်းနဲ့ငြိမ်အေးခြင်းကိုနှလုံးသွင်းနိုင်ဖို့ဆန္ဒမွန်ပြုချင်ပါတယ်လို့ယာယီသမရကဆုမွန်ကောင်းတောင်းပေးပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ဆုလွန်နဲ့နာခံမှုတွေကိုအောက်မေ့တတိယပြီးတိုင်းနယ်ပြည်သူလူထုကိုစစ်အာဏာရှင်စနစ်ဆိုးတံကလွတ်မြောက်အောင်ကိုယ်စွမ်းညံစွမ်းရှိသမျှကြိုးစားနေကြောင်း၎င်းကကတိပြုပါတယ်။ဒီလိုအသက်80ရွယ်မှာတော့တိုင်းပြည်နယ်လူထုအတွက်ဒေါအောင်ဆန်းစုကြည်ရဲ့မြုံနယ်ပေးဆပ်မှုဟာတစ်ချက်မှနောက်တွန့်ခဲ့ခြင်းမရှိဘူးဆိုတာကိုလေ ီးစားစွာတွေ့မြင်ရပါတယ်။ဒါပေမဲ့မွေးနေ့ရှင်ဟာဆက်အာနာရှင်တရရုပ်တွင်ရဲ့မတရားဖန်ဆီးခြင်းကိုခံခဲ့ရတာကြောင့်ကျွန်တော်အနေနဲ့အင်မတန်ထိခိုက်ဝမ်းနည်းရပါတယ်။ဒီဝမ်းနည်းမှုဟာမနောကံတသက်ဝမ်းနည်းမှုလည်းမဟုတ်ပဲတဝါဆန်းစုကြည်ဖြစ်စေခြင်းမြင်စေခြင်းနဲ့ပြည်သူအလုံးကြောင်းရုံမကလွတ်မြောက်အောင်ကျွန်တော်တို့အလုံးလက်တွေ့ကာယကံမြောက်စူးစမ်းနေကြောင်းပြောကြားခြင်းပါတယ်လို့ရှာရီသမရကဆိုပါတယ်။ မြန်မာနိုင်ငံတမိုင်းမှာအကြီးကျယ်ဆုံးသောလူမှုထောက်ခံမှုကိုရရှိတဲ့နိုင်ငံကောင်းဆောင်တင်ရောက်အသက်80ပြည့်မွေးနေ့အချင်းချခံနေရပြီးဖြတ်တန်းနေရတာစိတ်မကောင်းဖြစ်စရာဖြစ်တယ်လို့ယာယီသမရကဆိုပါတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးရဲ့စုတောင်းမြတ်တာတွေကိုမွေးနေ့ရှင်ကတိမ်မွေးစွာရရှိခံစားနိုင်မယ်လို့ကျွန်တော်ယုံကြည်ကြောင်းယာယီသမရကပြောကြားပါတယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်ကောင်စီကမန္တလေးမှာလုံခြုံရေးတင်းကျပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးမြို့ပေါ်ကလမ်းတွေမှာဇွန်လ15ရက်ကစပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပို့ချထားပြီးစစ်တပ်ကလုံခြုံရေးကိုပို့တင်းကျပ်လာပါတယ် ို့ရဲလမ်းဒီပေါ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကားတွေပြန်တွေ့လာရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကားတွေမန္တလေးမြို့ကလမ်းမတွေထပ်မမမြင်ရတာနှစ်ဝက်လောက်ထိကြာမြင့်ခဲ့ပြီးမှဒီရက်ပိုင်းပြန်ပေါ်လာတာလို့ဒေသခံတချို့ကပြောပါတယ်2019စစ်စင်ရေးဒုတိယလိုင်းပြီးတဲ့နောက်ပိုင်းမြို့တွင်စစ်တပ်ကင်းလဲနေဆိုတာမရှိသလောက်ဖြစ်ခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်ဒါပေမဲ့လူထုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာလှုပ်ရှားမှုတစ်ခုခုပြုလုပ်မှာစိုးရင်ဟန်ရှိတဲ့စေအောင်စုကမွေးနေ့နာနီးလာတဲ့အချိန်မှာမြို့ရင်းလက်နဲ့အပြည့်စုံနဲ့လင့်လေခဲ့တာတွေပြုလုပ်ခဲ့ပါတယ်ဇွန်လ18ရက်တွင်မှာတော့နေရ ာနဲ့မှာစစ်တပ်ကကားအသေးတွေနဲ့ကင်းလည်နေတာကိုနေရာနဲ့မှာတွေ့လာရပါတယ်။မွေးနေ့ကိုကိုရီတော်မသိဘူးသူတို့ကအရင်ကြိုးစုံနေပြီးသူတို့ကင်းပတ်တာမြင်မှာကိုရီလည်းမွေးနေနာနီးတာတတိပေါ်တယ်လို့မြို့ကန်တောက်ကပြောပါတယ်။ဒါအပြင်မန္တလေးသပိတ်အင်အားစုဆန္ဒပြသွားတဲ့ချမ်းမြတာစီမြို့နဲ့55လမ်းနဲ့135လမ်းတောင်ကဈေးကိုလည်းဒီနေ့မနက်ကအရက်ဝတ်တွေနဲ့အင်အားပြည့်ထက်ချထားတယ်လို့မြို့ကန်တွေစီကသိရပါတယ်။ ဒီနေရာမှာအရင်နေ့ကဆန္ဒပြသွားတယ်ဆိုတာကိုသိရပြဒီနေ့အရက်ဝတ်တင်မနက်ကလေးကရောက်နေတာဈေးတယ်ရီရောဈေးတယ်ရီရောကလည်းသူတို့ရောက်နေလာသိတယ်ဘာမှတော့ဖြစ်မသွားဘူးလို့မြို့ကန်တောင်းကပြောပါတယ်ဒါအပြင်ဒီတပိတ်ဖွဲ့တွေကိုဖမ်းမိဖို့ဇွန်လ18ရက်18ရက်နေ့19ရက်နေ့ထိစကိုင်းတရားနီမှာအစစ်အစေးတင်းကျပ်ထားတယ်လို့သိရပါတယ်တောင်းဆန်းစုကြည်ရဲ့မွေးနေ့လှုပ်ရှားမှုပန်းတပိတ်ပြုလုပ်မှာကိုစိုးရင်နဲ့စစ်ကောင်စီတပ်ကဆေးအုပ်စုရဲ့ Telegram နေကနေလဲ2023ခုနှစ်ကပန်းစည်းကြိုက်ပြီးဓာတ်ပုံရိုက်ခဲ့သူမင်းကလေးငယ်တွေကိုဖမ်းဆီးခဲ့စဉ်ကဓာတ်ပုံတွေနဲ့အခုန ဲ့မှာဖမ်းဆီးရဆိုပြီးလိန်လယ်ထုတ်ပြန်တာတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်စွန်လ19ရက်နေ့မှာလည်းမန္တလေးမြို့ကကျောင်းနေပြီးဖိယားကုတူတော်နဲ့မန္တလေးတောင်တို့မှာလုံခြုံရေးအင်အားချထားတယ်လို့သိရကြောင်းသတင်းမှာဖော်ပြပါရှိပါရရှင်။